စ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်သည်စပီကာနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါတယ်ခင်ဗျာတီတီဒါနာနဲ့ပလီပလာမပြောတတ်တဲ့စိတ်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီခင်ဗျာခုဆိုရင်ကျွန်တော်တို့တွေအားလုံးအောင်ပွဲကိုကျွန်တော်တို့စက္ကန့်တော့ပါမယ်ကောင်းသောအတိတ်နဲ့ကောင်းသောနမိတ်နဲ့ ကောင်းသောနေ့ရက်ဒီမကြမီချိန်တွင်းမှာပြည်သူလူထုကြီးပိုင်ဆိုင်ရတော့ပါမယ်မကြတော့ပါဘူးဒါပေမဲ့ရန်ကုန်မြို့မန္တလေးမြို့မြို့တီးတီးမှာရှိကြတဲ့တချို့တပွဲပြည်သူလူထုကတော့တော်မြေတိုင်းတော်လာမြေတိုင်းလာစာမြေတိုင်းစာသူတို့ကြောပေါ်မိကြမှာပူတတ်တဲ့အဖြစ်မျိုးကို ကြုံရမှာပဲသူတို့ကဟာငါတို့ကြောပုံမိကြပါပြီတော်လန်ရေးကြီးဟာမပြီးကြသေးဘူးလားမင်းတို့တော်လန်ရေးကြီးဘယ်တော့ပြီးမှာလဲလေးနှစ်တောင်ရောက်နေပြီမပြီးသေးဘူးလားပြည်သူတွေဒုက္ခရောက်နေပြီအိုက်ကြတော့မှ ထမအော်ကြပါနဲ့တော်လန်ရေးကြီးမြ мян ပြီးဆုံးခြင်းနေပြီတော်လန်ရေးကြီးကိုအဆုံးတတ်ခြင်းနေပြီဆိုရင် တော်လန်ရေးကြီးဘယ်တော့ပြီးမှလဲလို့ပြောနေတဲ့လူတွေအားလုံးပါဝင်ပြီးတော့တိုက်ပွဲဝင်လိုက်ပါအဲ့ဒါဆိုရင်တော်လန်ရေးမြင်မြန်ပြီးဆုံးပါလိမ့်မယ်နောက်တစ်ခုကတော့အကယ်ဒမီများရှင်ဂီတစာစုစိုင်းဆရာကြီးမန္တလေးမြို့ကဦးစိန်မတာသူ့ရဲ့အခွေလေးတစ်ခွေကိုနားထောင်လိုက်ရပါတယ်အဲ့ဒီကစာသားလေးတစ်ခုကို ကောင်းနေရောက်လာပါတယ်မပြောရင်မပြီးမတီးရင်တော့မမီအဲအဲ့လိုမျိုးပဲမပြောရင်မပြီးဘူးမတီးရင်မမီဘူးကဲကျွန်တော်ခုပြောချင်တာကတော့ဒုတိယအချိန်ပေါ့နော်အစိုးတော်ဆိုင်ဆိုင်ခန်းလိုက်အထူးအကြောင်းလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်မြန်မာပြည်ဗျတကယ်တကယ်ပြောရရင် ကျွန်တော်တို့ကဘာမှာတောက်မတ်မရှိဆုံးကမြန်မာပါပဲတိုင်းတိုင်းညီကောင်မတော်တွေမြန်မာလူမျိုးတွေလူငယ်လေးတွေကတိုက်ပွဲဝင်နေပြီမဲ့ကြံခဲ့တဲ့ဘေးထိုင်ပိုင်ကြဘူးစကားပြောတဲ့လူကြီးကတောက်မှတ်တကယ်ကိုမရှိကြပါဘူးခင်ဗျာ။ဟာလက်သုံးချောင်းထောင်တော့ကလေဟာရောရင်းဘာသာရင်းနဲ့လက်သုံးချောင်းတွေထောင်နေအာထိုးရေးထိုးရေးဆိုဟာထိုးရေးတွေဝိုင်းလို့လေပြီးလဲပြီးရော ကောက်ယူမိလို့မျိုးပြောအောင်ဆိုကြွားတယ်အခုလဲကြည်စမ်းစမ်းခန်းလိုင်ကနေပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစိုင်းစိုင်းခန်းလိုင်ကနေပြီးတော့လာဆူမဲတယ်ဗျာဆိုတာဆိုလို့ရပါတယ်မဆိုနဲ့လို့မပြောပါဘူးသူလာဆူမှာကထိုင်းနိုင်ငံဘန်ကောက်မြို့စပိုက်စီကလပ်မှာသူလာဆူမှာသူ့ရဲ့အစ်အတိုင်းကြီးနဲ့စမ်းစမ်းခန်းလိုင်ဆိုတဲ့နာမည်ဝိတ်ကြီးနဲ့ကလပ်ဒီမှာလိုက်ဆူနေရတဲ့အဆင့်ရောက်နေပြီလား ်ထမင်းငတ်နေပြီလားထမင်းငတ်လို့မင်းတည်သွားမှာလားဘာလဲပယ်လဲမေးရပြီမင်းတသက်လုံးမှာပြည်သူဘက်ကနေပြီးတော့မင်းမရက်တီခဲ့ဘူးမင်းတို့အဖိုးရှမ်းစော်ဘွားကြီးတမိုင်းတွင်ကြံရဲခဲ့တဲ့မိုင်းမွန်စော်ဘွားဆက်ဆန့်ထုံးရဲ့မြင့်ဆန်းဆန်းခိုင်းလိုက် ကြည်စမ်းမင်းဖိုးဟာအာဇာနည်ကိုးဦးထဲမှာပါပြီးအသက်ပေးသွားတဲ့ပုံကိုကြီးမင်းကြာမှာအာနာရှင်ကိုဘောမှာပြီးတော့နေသာတို့နေနေတာမရှက်ဘူးလားလို့ပဲဒီနေရာနေပြောချင်ပါတယ်ခုနကျွန်တော်ပြောတဲ့မြမလူမျိုးတွေကောက်ရိုးမီဖြစ်နေတယ်တောက်ချက်မရှိကြဘူး ကိုကိုကျုံပြူတဲ့လူတွေဘက်ကနေရက်တည်နေတဲ့အမှုပညာတမားကိုမှတွားပြီးတော့အားပေးမယ်လေလက်မှတ်တောင်ကုန်တော့ဖြစ်နေပြီဗျာကုန်သွားပြီလို့လည်းပြောတယ်ကဲကြည်တန်းဟမ်မင်းတို့တွားကြည့်တဲ့ပတ်စံမင်းတို့ပေးလျက်တဲ့ပတ်စံကမင်းတို့ကိုပြန်တက်တော့မယ်လက်နဲ့တွေဝယ်ပြီးတော့မင်းတို့မိသားစုမင်းတို့ရဲ့နိုင်ငံငါတို့ရဲ့နိုင်ငံအဲ့ဒီနိုင်ငံက လူမျိုးတိုင်းရင်းသားညီကောင်တော်တွေအားလုံးကိုအဲ့ပဆန်နဲ့လက်နက်တွေလူသက်လက်နက်တွေဝယ်ပြီးတတ်မာလေအဲ့တော့မင်းတို့ကတွားကြည့်အောင်မယ်ဆိုတော့တွားကြည့်တဲ့လူတွေမင်းတို့လူစိတ်မှရှိကြသေးရဲ့လားဒါလေးကိုပြောချင်တာပါဒါလေးကိုပြောချင်တာပါစမ်းသမ်းခန့်လိုက်ဆိုတဲ့လူကလည်းတည်သွားထမင်းငတ်လို့တည်သွားမှာလားကဲနောက်တစ်ခုရှိပါသေးတယ်ကျွန်တော်တို့အရေးတော်ပုံကြီးကျွန်တော်တို့ကစတဲ့အချိန်မှာ27 တော်လန်ရေးရေးတော်ပုံကြီးစတဲ့အချိန်မှာပုပ်ပုအစိုးရပုပ်ပုကျွန်တော်တကယ်ချစ်တာအမှုပညာမောင်နှမတွေသူနဲ့ကျွန်တော်နဲ့ခင်ခင်တော့မခင်ပါဘူးဒါပေမဲ့အဲသူ့ရဲ့နေပုံတိုင်ပုံသွားပုံလောင်းပုံဆိုးပုံလေးတွေဟာတကယ်ချစ်ဖို့ကောင်းတယ်လူချစ်အောင်လဲနေတတ်တယ်အဲသူဒီထောက်ကြပါတယ်အဲ့ဒီတိကျွန်တော်တို့ကအားပေးနေတော့ထောင်ရထွက်လာတယ်အားပေးနေတော့ တော်တော်များများပြီးခဲ့တဲ့လတွေကလည်းအားပေးနေတော့ဒါပေမဲ့အခုသူ့ကိုလည်းစမ်းစမ်းခန်းနိုင်လို့ပဲကျွန်တော်ပြောရတော့မှာထမင်းငတ်နေပြီလားဟမ်ပြည်သူတွေရဲ့မျက်ရည်ကိုမင်းတို့နေတို့တွေကခြိစေးတော့မှာလားကဲအခုအစိုးရပူပူကဘန်ကောက်မှာလာပြီးတော့စတေဂျိုးပွဲကြီးလုပ်မယ်တယ်ဗျာစတေဂျိုးပွဲကြီးကိုဘန်ကောက်မှာလုပ်မှာ ဘန်ကောက်မှာလုံရင်ဝင်ကြီးက90ပြီးွားရင်ဇပွဲဝိုင်းတဝိုင်းရိုးရိုးဇပွဲဝိုင်း100အဘီယာတွေပါလေအပြည့်စုံပါဆို200ကဲကြည့်စမ်းဘယ်လိုလုပ်မလဲတော့ကြည့်တဲ့ပြည်သူတွေလည်းရှိသေးတယ်အမှုပညာကိုချစ်ပါမချစ်နဲ့လို့မပြောဘူးဒါပေမဲ့သူတို့လောက်ရကဘာတွေလဲအုံနောက်နဲ့ပြန်စင်စားပါလို့ကျွန်တော်ဒီညနေကျွန်တော်ပြောခြင်းတယ်ပူပူက ထိုင်းနိုင်ငံမှာစတေချူပွဲကိုလာလုံးမယ်ပြီးွားတာ ਨੇ သူ့ရဲ့မွေးနေ့ပွဲကိုချိန်ငိမ့်တဲ့စင်ကာပူနိုင်ငံမှာသွားရောက်ပြီးတော့ကျင်းပမယ်တယ်ဗျာကဲစင်ကာပူဒေါ်လာ90လာဘယ်လောက်လဲမသိဘူးကျွန်တော်နော်အဲ့ဒါလေဝင်ကလာပြီးတော့ကြည့်ကြမယ်အဲ့ဒီပတ်စံနေကိုသာတော်လန်ရေးရဲဘော်ဒီအတွက် ပြည်သူလူထုအတွက်အသုံးပြုလိမ့်မယ်ဆိုရင်တိတ်ကောင်းတဲ့အစီအစဉ်ဖြစ်သွားပြီလေခမည်းတော်ပြောပြောနေတဲ့တော်လန်ရေးကြီးဘယ်တော့ပြီးမှလဲတော်လန်ရေးကြီးကမပြီးသေးဘူးလားလို့ပြောနေတဲ့လူတွေအတွက်ဒီကရတဲ့ပတ်စံတို့ဒီလိုလှုပ်လိုက်ရင်မြ мян အဆုံးမတက်သွားဘူးလားဟမ်မြ мян မပြီးဆုံးသွားဘူးလား ြည်သူတွေရဲ့မျက်ရည်ကိုချီဆဲတော့မှပြည်သူတွေရဲ့ချစ်တဲ့ချစ်ချင်းမြတ်တာနှလုံးသားတွေကိုခုတုံးလုံနေတာအဲ့ဒီခုတုံးလုံနေတဲ့အမှုပညာသမားတွေကိုကျွန်တော်တို့က white out လို့ ਆ မယ်။ဘန်ကောက်စင်ကာပူမှာရှိတဲ့လူတွေမင်းတို့တွေတွေးမရှိတော့ဘူးလားဒီလိုပဲကျွန်တော်ပြောခြင်းတယ်ပြီးတော့ဖိုးချစ်ထိုင်းနိုင်ငံကချင်နာဘူရီမြို့ ခရိုင်မှာငလျင်ဘေးနာမည်နဲ့လာရောက်ပြီးတော့ကောက်အောင်မယ်ဟုတ်ပြီငလျင်ဘေးနဲ့ဆိုတော့ကျွန်တော်ထပ်ပြောပြလိမ့်မယ်စကားလေးကပြုတ်ဖက်ဆိုင်သွားလို့ပါနိုင်ငံတကာကလှူတဲ့ပတ်စံတွေအလူငွေတွေပစ္စည်းတွေမင်းတို့ဘ ෝජ ုတ်ယူကြီးကိုလှူလိုက်တဲ့အဥ္စာတွေပြည်သူလူထုတွေရှိဘလောက်ရောက်ပြီးသွားပြီလဲပြည်သူလူထုတွေဘာတွေရပြီးသွားပြီလဲ နိုင်ငံတကာကလှူလိုက်တဲ့ပတ်စံနေနဲ့ပြည်သူလူထုတွေအခွန်ဘဏ္ဍာတွေကိုယူပြီးတော့လေရင်ဝယ်စည်းသွားတာပဲအဖက်တင်နေ။ကဲကြည်လေရင်ဝယ်စည်းပြီးသွားပြီ။သူ့မိသားစုအတွက်သူ့အတွက်လေရင်နေဝယ်စည်းတယ်။ပြည်သူရဲ့မျက်ရည်တွေနော်ပြည်သူကိုလှူထားတဲ့ပတ်စံနေနော်အရင်တော့ကဒေါ်ဆန်းစုကြည်ကိုတဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့လာရင်အလွယ်တကူသွားလို့ရအောင်ဆိုပြီးတော့ဒေါက်ဆာဆူဂျေဟက်စကီကိုနိုင်ငံတော်ပိုင်ဖြစ်ဝယ်တယ်အဲ့ဒါကိုဘာလုပ်လဲအလွယ်သုံးစားလုပ်တယ်ဆိုပြီးတော့ဥပဒေပုံမှန်တွေတက်ပြီးတော့ဒေါက်ဆာဆူဂျီကိုထောင်သွင်းအချင်းချတာတယ်မဲလိန်လယ်မှုနယ်ဆိုပြီးတော့ထောင်သွင်းအချင်းချတာတယ်အခုမင်းအွန်လိုင်းလိန်မြန်ဝယ်စီးပြီသူ့ဘုရားတရားဆွဲမှလည်း တရားမစွဲရဘူးလားမင်းတို့ရဲ့လော်ဘီတွေဘောမာတွေဗဇက်တွေမှာဘာတွေပိတ်နေလို့လဲမင်းတို့စဉ်းစားဟုတ်ပါပြီဒါနေမကသေးပါဘူးအခုဗိုလ်ချုပ်ယူရီရနေပြီးတော့เนาะခြေလန်းတလန်းနောက်ထပ်တစ်ခါဒုတိယမြောက်ခြေလန်းလှမ်းနေပါပြီအဲ့ဒါကဘာလဲဆိုတော့ယူကရိန်းသမ္မတကြီးတဲ့ချင်းချောက်မှုရှိနေတော့လေရုရှားနိုင်ငံရင်းမြစ်နီ ဒုတိယကဘာစစ်ပြီးဆုံးသောနှစ်80ပြည့်အခမ်းအနားသို့ဗိုလ်ချုပ်ယူရီမင်းအောင်လိုင်နဲ့အတူကျူကျူလှကနေပြီးတော့တွားရောက်ပြီးတော့ဒီအခမ်းအနားပွဲကြီးကိုတက်မယ်လေဗျာကဲအဲ့လိုတက်တဲ့နေရာမှာကျွန်တော်တို့မှာစွတ်တော်အောင်မှာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ယူကရိန်းတမရာကြီးရဲ့ယူကရိန်းတမရာကြီးပြောထားတဲ့အတိုင်းကင်တာကင်တဲ့လိုက်ပါတော့ အဲ့ဒါမှသူတို့ဘာတွေဖြစ်လာမလဲဆိုတော့သိရမှာဟုတ်တယ်နော်ဒီလင်ကဘယ်လင်နဲ့သွားမှာလဲကဲသူတို့ရဲ့ဇနီးမောင်နဲ့နော်ဘိုးချုပ်ယူကြီးရဲ့ကျူကျူခေါ်ရဲ့စစ်ဘိုးချုပ်များမေလ9ရက်နေ့နနေ့ပိုင်းက MIA နော်လေကြောင်းလိုင်းကနေပြီးတော့ A 319 တစ်တစ်ငါလိန်ရင်နဲ့เนาะနေပြည်တော်ကနေပြီးတော့ရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာသွားတော့ပါပဲเนาะလမ်းခရီးတွင်ခရီးတစ်ထောက်အဖြစ်တရုတ်နိုင်ငံတွင်ခိတ္တဆင့်သက်ပြီးတော့နားပါမယ်ကဲဒီပြည်နိုင်ငံတွေကိုနားရဲလားဗျာသူသွားမှာရုရှားကိုသွားမှာဟုတ်တယ်เนาะရုရှားနိုင်ငံယေမင်နီအခမ်းအနားပွဲကြီးကိုသွားမှာ နော်နားမှာကဗမာနားမှာလေတရုတ်မှာနားမှာကဲအဲ့ဒါဆိုရင်ကျွန်တော်စကပုံလေးတခုကျွန်တော်ပြောပြလိမ့်မယ်ဗီယက်နမ်စကပုံလေးတခုတရုတ်နဲ့နှီးစပ်နေတဲ့နိုင်ငံတရုတ်နဲ့ပေါင်းသင်းပြီးလုပ်လိုက်တဲ့အလုပ်တခုဘယ်နှခါများ အောင်မြင်စီးပွားဖြစ်ဘူးလေဗျာတဲ့ဒါဗီယက်နမ်ကသူတို့ရဲ့ဟိုစာသားလေးပေါ့နော်သူတို့ရဲ့စောင်ပုံလေး ကဲတိတ်ကောင်းတဲ့ဟာဟုတ်ပြီတရုတ်နဲ့ပေါင်းပြီးတော့ဘယ်သူတွေစီးပွားဖြစ်လဲဘယ်သူမှစီးပွားမဖြစ်ဘူးတရုတ်ပဲစီးပွားဖြစ်သွားတာကျွန်တော်အရှိတောင်အာရှမှာကျွန်တော်ကြည့်လိုက်မြန်မာနိုင်ငံတရုတ်နဲ့ပတ်သက်ပြီးကျွန်တော်စီးပွားဖြစ်လာမဖြစ်ဘူးကမောရီးယားလာအိုစီးပွားဖြစ်လာပြောမဖြစ်ဘူးနီဘော ကြည့်တယ်တရုတ်ကနေပြီးတော့ဟာပါကုညီတယ်ထောက်ပတ်တယ်ကုညီတယ်ထောက်ပတ်တယ်ကုညီတယ်ထောက်ပတ်တယ်ဆိုပြီးတော့ဟောအခုနီပေါ်နိုင်ငံကိုအကျွေးနဲ့တိမ့်လိုက်တာဘာတူလဲတရုတ်ပဲကဲစဉ်းစားလာကြည့်တော့ဗျာတရုတ်ကသူ့လူမျိုးကလွဲပြီးတော့ကျန်တဲ့လူမျိုးကို तू ကကောင်းခဲ့တာတကွက်မှမရှိဘူးစီးပွားရေးနဲ့ချဲ့ထွေမလားလူမျိုးရေးနဲ့ချဲ့ထွေမလားကဲကြည့်တရုတ် ပြည်သူတွေကိုပြောတာမဟုတ်ဘူးเนาะကောင်းတဲ့ပြည်သူတွေအများကြီးရှိပါတယ်ဗမာပြည်မှာမွေးဗမာပြည်မှာကြီးတဲ့တရုတ်တွေကောင်းတဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုပေါ့တရုတ်နိုင်ငံနဲ့ပေါင်းပြီးတော့ဘယ်နိုင်ငံတွေစီးပွားဖြစ်ဖူးလဲပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါလေးကတော့ဒါကျွန်တော်ရဲ့စိန်သီးစပီကာမှာကျွန်တော်အာဘော်လေးနေနဲ့ကျွန်တော်ပြောခဲ့တာပါเนาะ ယူကရိန်းသမ္မတကြီးကိုကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ထပ်ပြောချင်ပါတယ်။အာကိုမရစီယူကရိန်းသမ္မတကြီးရဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်။နှစ်80ပြည့်ရင်းမြစ်ဒီပွဲတော်ကြီးကိုတွားမဲ့ကျွန်တော်မြန်မာနိုင်ငံကိုဖိနှိပ်ချုပ်ချယ်နေတဲ့စစ်ဘလူးခေါင်းဆောင်လင်မယားကိုကျွန်တော်တို့တရင်ကောင်းလေးကြားချင်ပါတယ်ခမဟုတ်ကဲ့ပါကျွန်တော်ရဲ့စိန်နီးစပီကာတခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြပြလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ခမဒီတစ်ခါကကျွန်တော် ကျွန်တော်စိန်သီးစပီကာမှာရွတ်ဖတ်မဲ့ကြပြလေးရတော့ငါတို့နေပြည်တော်ကိုတိုက်เสียမလို့တော့ဘူးတဲ့ကြပြလေးရဲ့ခေါင်းစဉ်ကငါတို့နေပြည်တော်ကိုတိုက်เสียမလို့တော့ဘူးဒီကြပြလေးကိုရေးသားသူကတော့ကျွန်တော်ရဲ့နောင်တော်ကြီးကြပြเสียကလောင်သောထက်ထက်နဲ့တော်လန်တိုက်ပွဲဝင်နေတဲ့ကျွန်တော်ရဲ့အကိုကြီးကိုအောင်ဝေးပါပဲခင်ဗျာကြပြလေးရဲ့အမိက ငါတို့နေပြည်တော်ကိုတိုက်เสียမလို့တော့ဘူးငါတို့နေပြည်တော်ကိုတိုက်เสียမလို့တော့ဘူးနေပြည်တော်ကနေပြည်တော်မှာမရှိတော့ဘူးငလျင်တိုက်လို့နေပြည်တော်ပါသွားပြီမင်းအောင်လိုင်းရန်ကုန်ရောက်နေပြီငါတို့ရန်ကုန်ကိုတိုက်ငါတို့စစ်ရန်ကုန်ရောက်ရင်ပြီးပြီ ငါတို့ရန်ကုန်တိုင်းရင်တရုတ်နယ်ချက်လက်နဲ့ချရမယ်ငါတို့ရန်ကုန်ကိုတိုင်းရင်ရုရှားနယ်ချက်လက်နဲ့ချရမယ်အိန္ဒိယထိုင်းနယ်ချက်လက်ပါစီတန်ယုံအားလုံးငါတို့မြေပေါ်ကထွက်ခွာသွားရမယ်အခုငါတို့တိုက်နေတာစကစစစ်အာဏာရှင်စနစ်မဟုတ်တော့ဘူး စကစစစ်အာဏာရှင်စနစ်ကနေပြည်တော်နဲ့အတူပါသွားပြီအခုငါတို့တိုက်နေရမှာကကိုလိုနီလက်တဆိုရှယ်လစ်နေချက်ဝါဒငါတို့တိုင်းရင်သာအားလုံးရဲ့ဘုံရန်သူကကိုလိုနီလက်တဆိုရှယ်လစ်နေချက်ဝါဒမမေ့ကြနဲ့ငါတို့နေပြည်တော်ကို တိုက်เสียရမလို့တော့ဘူး ကိုကြီးကိုအောင်ဝေးလေးစားပါဗျာကျွန်တော်တို့မြမပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်တို့မြမပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်တို့မြမပြည်ကြီးအမြန်ဆုံးဘေးမတန်းဖြောင့်